ရောစပိန်စီးနေလောက်လေးဆွဲလိုက်ကြတာပေါ့ဒီတော့ဒီနေ့ဘာကြောင့်ပြောမလဲဆိုတော့တော့ပေါ်လာတယောက်ကဟိုအီယမ်မှာသူကြံကန်ကြီးမှာပိတ်ပြီးတော့တော့ဘာဖြစ်လဲတော့အဲ့ဒီဒီမောင်အိမ်မှာကုန်သွားချတယ်ပြီးတော့ဟိုအဖြစ်တယ်ဟာလေအဲ့ဒီကခြေလက်ကြ ီတဲ့ကြားကိုပြန်ပိတ်လိုက်ပိတ်လိုက်တယ်သူကကြည်ကွင်းနေအောင်ပြန်မှုပြန်မှုစတင်ထားပြီးတော့အဲပြန်ငင်းကြမှာအဲလေကြားပိတ်လိုက်တယ်အဲဒီလေကြားမရောက်ခင်တော့ကလေသူ့ကိုွားတဲ့လမ်းမှာဘာလို့ဖြစ်တယ်ဆိုတော့သူကအရာရှိတယ်တော့အဲဒီဘက်ကလာရှင်းရတော့ဘာဖြစ်လဲဆိုတော့ GPS GPS signal တွေ လော့စ်ပြည်တဲ့တိုင်ကြီးပတ်တာပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်နဲ့တင်မောတူတူစီးတော့ကလည်းဒီကောင်တစ်ခါကြုံမှုတယ်အဲ့တော့ကကိုရီးယားမှာကိုရီးယားပတ်ချတယ်မှာအဲ့တော့ကအဲ့လိုပဲဒီ solar ray တွေပါဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့ GPS တွေကတင်မောကိုကုန်းမောပို့လိုက်ဒီထဲကိုပို့လိုက်ကျွန်းမောပို့လိုက်အဲ့လိုပို့တော့အဲ့ဒါသူကိစ္စပါနော်သူကိစ္စအဲ့ဒါကျွန်တော်ပေါ်တာရင်းတော့နောက်နောက် ောက်ချက်ကောင်လေးတွေကြတော့ဒီရန်ကြောက်ကွင်းထဲမှာပိတ်မိနေတယ်။ဒီရန်ကြောက်ကွင်းမှာကြောက်ချတာလေ။ဘာမှလည်းလုပ်လို့မရဘူး။ရန်ကြောက်ချတယ်။ပြီးတော့အဓိကသူတို့သူတို့နားပတ်ချလေကတချို့တချို့ဘုတ်တွေဖြစ်ပါလိမ့်မယ်။တင်မောလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။အဲထိတာပေါ့နော်။တုံးတုံးကြီးထိတာလေ။ ပြီးတော့အကုန်လုံးကလည်းလန့်နေအောင်ဒါတော့ထုံးလန့်တိုင်းပဲခုနားမှာဖြစ်လာပြီဆိုတော့အာလန့်အောင်မလန့်လို့မရဘူးဟိုခုကခုကူတိုင်းမကြုံနိုင်သေးလို့လားသိရမလားမကြောက်သလိုမလန့်သလိုပြောနေရတာကျွန်တော်လည်းတင်မောမှာရှိတော့ခုဘေးပတ်ချလဲကြောက်ကွင်းကတင်မောတတိယကြီးလောင်လာတော့ဖြစ်ရင်တားလန့်ဆိုတော့တတ်ရှိရေဒီသူတို့သူတို့အရင်ဆုံး မေးတာကပတ်စံကိစ္စပေါ့နော်ပတ်စံကိစ္စကိုဘယ်လိုလုပ်ကြလဲသူအဲ့ဒါကဝါလုံးဖြတ်မယ်ဆိုရင်အဖြတ်ခင်ကလေးကပတ်စံပေးမှလားမပေးဘူးလားပို့ပေါ့နော်ပေးရင်လည်းပို့ဘယ်လောက်ပေးမှလဲဆိုတာသဘောတူညီမှုယူရတယ်ဒီကကထွက်ခင်တော့လေဒီတင်မောသားတွေကိုဒီတင်မောကဝါလုံးကိုဖြတ်မယ်ဖြတ်တဲ့ခါကျရင်တားတာရဲ့ဘလောက်ကိုပို့ပေးမယ် ဒါမှမဟုတ်လေရှိရတေးုပ်လိုင်းနေဆိုရင်ဘွားသူဖြတ်ဖို့ဖြတ်မယ်ဆိုရင်လည်းပထမပုံမပြေဘူးဆိုတာမျိုးရှိတယ်။တော့အဲ့လိုတင်းလို့မျိုးဆိုရင်တုံတော့မလိုက်ကြဘူးပေါ့ဗျာ။ဘွားသူကြီးဖြတ်မှာကိုပထမပုံမပြေမှာတော့ဘယ်လိုလုပ်လိုက်မှာလဲ။လိုက်တဲ့လူကလည်းလိုက်တယ်။အဲ့ဒါကြောင့်မလို့ပထမကိစ္စကတော့ကျွန်တော်တို့ဆာရက်ဆာတဲ့နေပေါ်မှာဘယ်လိုသဘောတူညီချက်တွေနဲ့နံပါတ်ထူတာလဲဆိုတဲ့ပေါ်မှာမူတည်တယ်။ ကျွေးကျွေးဒီဘက်ရန်ကုန် SRBS ဆိုပေါ့နော်။အလန်းပြောတာပေါ့နော်။လုံးပထန်ကြီးကဘယ်လိုလုပ်မှလဲပါနေ။ရန်ကုန် SRBS တော်များများကအဲ့လောက်ကြီးကြီးလိုက်ပြီးလုပ်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့အဓိကကသူတို့ကခရီးမဲ့လုပ်တာအတော်များများကဒီကမွန်ဒီလုံးဆိုမန်နေဂျမန့်ကိုလုပ်တာမဟုတ်ဘူး။သူတို့နဲ့သဘောတူထားတဲ့ အမောက်ထဲကပတ်စံလောက်ကိုပဲသူတို့ကရှင်းပေးနိုင်မှာ management အကြီးတွေတိုင်းကြီးတွေကတော့ဟုတ်တယ်သူတို့ဆုံးဖြတ်လို့ရတယ်အဲ့ဒီပတ်စံကိစ္စအကုန်လုံးသူတို့ဆုံးဖြတ်လို့ရတယ် provision ကိစ္စအစား supply ကိစ္စအစားအကုန်လုံးကသူတို့ management လက်အောက်မှာရှိတယ်ဒါပေမဲ့တော်တော်များများကအဲ့လိုမျိုး management ယူထားတာမဟုတ်ဘူး crew in တည်တံ့ကိုပဲလောက်တာသူတို့အဲ့စား BS ကိုပြောလဲဘာမှမထူးဘူးအဲ့ဒါတော့ကျွန်တော် အဲပြောပြလိုက်တယ်ဗောနော်အဲ့ညီလေးကိုအဲ့ညီလေးကိုပြောပြလိုက်တယ်ဆိုတော့အခုအဲပြီးတော့အိမ်မတယောက်ကလည်းသူ့သားဗောနော်သူ့သားကအီရန်ကိုရောက်နေဗောနော်အီရန်ကြောက်ကွင်းမှာကြောက်နေအီရန်တင်းမောပေါ်ရောက်နေအားကြီးပဲအဲ့ဒီဒီကိစ္စမတိုင်ခင်ကလေးကိုကအီရန်တင်းမောပေါ်ရောက်နေရတာကအားကြီးပဲအဲသူတို့ပြန်ခေါ်ခြင်းနဲ့ဗောနော်ဘာလုပ်လို့ရမလဲဘာမှလုပ်လို့မရဘူးလို့ ဘာမှလုပ်လို့မရဘူးဆိုတာဒီကိစ္စကကျွန်တော်တို့တက်နိုင်တဲ့အပိုင်းထဲမှာမရှိဘူးရှင်မောကလည်းကြောက်ခွင်းထဲမှာပြိမိနေတာကိုထွက်ကျင်နေထွက်လို့မရဘူးအကုန်လုံးကစကဲအာနာပိုင်းအဖွဲ့ကြီးရဲ့ညွှန်ကြားမှုအောက်မှာပဲသွားရမှာပြီးွားရင်ဒီတင်မောမှာကပိရှိတယ်အဲ့ကပိရဲ့ကွန်မန်းနဲ့အကုန်လုံးသွားရမှာအဲ့ကပိကလည်းသူစိတ်နဲ့သူထွက်လို့မရဘူးစိတ်ကန်းကပြိထွက်တော့မှထွက်ရမှာနောက်မှဝင်ဖမ်းခံရမယ် လိုစစ်ပြနေတဲ့အခြေအနေမျိုးတွေကိုထွက်ကျင်တဲ့ခွင့်မင်းမအောင်လည်းဆိုပြီးတော့ဟိုကကိုတင်းမောအရင်စော်ထဲလိုက်မယ်အဲ့တော့ပြန်ခေါ်ကျင်တယ်ပေါ့နော်ပြန်ခေါ်ကျင်တယ်ဆိုတော့ဒီလိုပုံစံတော့ဟုတ်တယ်လေရောကြီးပြေးပြီးတော့ပြန်ခေါ်တယ်လို့ပြန်မလေးကြီးကြော်ပြီးတော့ပြန်ခေါ်တယ်လို့ဟုတ်တယ်ဒါပေမဲ့အခုအချိန်လေးနဲ့မတူဘူးအဲ့တော့ကျွန်တော်တော့စိတ်အေးထားပါအကောင်းဆုံး အဲဒီမောကပင်းနဲ့အကောင်းဆုံးလုပ်ပေးပါလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တော့ပြောပြဖြစ်တယ်ပေါ့။အဲကျွန်တော်တို့ဒီလိုမိသားစုတွေအများကြီးရှိနေမယ်ဆိုတော့ဒီစားတယ်ပေါ့။အဲတော့ဒီလိုမျိုးကြုံနေတဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့တော့ကျွန်တော်ဒီနေ့တော့တမောတိုက်ကောင်းပါလေ။အဲလိုအဲကြောက်ခွင်းမှာကျွန်တော်ဘယ်မှသွားလို့များတမောခန်းရတယ်။တမလူတွေလာဖမ်းတော့ဘလို့အဲ့ဒီတော့ဟွာနှစ်ယောက်ဆိုးသွားတယ် တော့အဲ့လိုပါဗျာတောင်သွေးမြောက်သွေးအဲ့ဒါကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်ပါမယ်ကျွန်တော်တို့မအကောင်းဆုံးလုပ်နိုင်လေနော်ဟောစိတ်ကိုတည်တည်ငြိမ်ထားဖို့လိုတယ်စိတ်ကိုတည်တည်ငြိမ်ထားဖို့လိုတယ်ဉာဏ်အကြောက်မလို့မို့လိုတယ်ကျွန်တော်တို့ဘာဖြစ်ရင်ဘလို့ဖြတ်တမ်းမလဲဆိုတော့ကြိုပြီးတော့တွေးထားဖို့လိုတယ်ဥပမာဗျာအခုဟိုဖြစ်လို့ ကြီးလာခွဲ့တယ်ဆိုတော့သူကတော့ငါတို့ရေထဲကိုစားမှာလားရေထဲကိုစားမယ်ဆိုရင်လိုက်ချက်ကတ်ကိုခန်းထဲမှာရှိတဲ့လိုက်ချက်ကတ်ကိုစင်းနေပြင်တာဟာပဲခန်းထဲမှာရှိတဲ့လိုက်ချက်ကတ်ကိုစင်းနေပြင်တာဟုတ်ဒီလူညာနေနေတော့တယောက်တည်းသူပူကြောက်တယောက်တည်းသူပူကြောက်အာဒီဘက်ကအရက်ပြီးတော့အရေးကြီးတာကဒီအချိန်မှာခေါင်းနဲ့မမူးဘူးလို့ရတယ် ဆောင်းနဲ့တောက်ပြီးတော့ဆောင်းနဲ့မူးရင်ရောအဲ့ဒါဆောက်ပြက်နိုင်တက်ဘာမဖြစ်စင်နိုင်ဖြစ်လာအဲ့ကြတော့အကြောင်းမလို့မို့လို့လေဆောင်းဟာနေမတောက်ဘူးလို့လေလုံးပြရရှိတာပုံမှန်လေးလုံးတယ်အာပဏအများကြီးမပြောင်းလုံးညို့ဘူးလို့ပါလို့လုံးမလို့ပဲခန်းထဲအောင်းနေတင်းမောပေါ်မှာပလက်ကျွတ်မယ်ဂျူးမယ်ကျူပြောထားတယ်ရဲတောက်ရဲဆိုရင်ပုံဆိုးမယ်ရေထဲခုန်ချတဲ့အခွက်တွေဖြစ်လာမယ်အဲ့တော့ပုံမှန်လုံးပြရရှိရလေလုံးကျော်ပြောချင်တာဟုတ်တယ်ပြဿနာမရလို့ဟုတ်တယ် ဘာမှကျူးညွန်လို့ဖြစ်မလို့ဘူးမှန်နေတာလေအဲ့တော့မလုပ်နဲ့တော့ကိုအကိုတန်ကြီးခေါက်မယ်ဆိုရင်လည်းတန်ကြီးတခွက်တည်းကိုတနေလုံးထိုင်ခေါက်လေရတာပဲလုံးစရာရှိနေမှုပဲလို့လားပြောကျင်တာအဲ့လို ဒီဘက်ဒီဘက်ကအိမ်ကလူကြီးရယ်ဘာလို့မလဲဘူးယုံကြည်ရယ်ယုံကြည်ရာဖေးရင်ရေရာတွေပဲလို့လို့မေတ္တာပို့စုကောင်းတာပဲလို့လို့အဲ့ဒါတွေလို့လို့ရအာအဲ့ဒါကိုသွားပြီးကမူးစုလို့ ਨੇ လုံးဝသွားပြီးတော့ကျွန်တော်တို့ကဘလောက်ကိုကိုဒီဟိုလူကြီးဒီလူကြီးသွားပြီးတော့ကျွန်တော်တို့သားလေးကိုရအောင်ပြန်ခေါ်မှာဘလောက်ကိုကိုအဲ့ဒါမျိုးသွားလို့ရင်တော့ ိမ်မဲ့လူတွေကြိုက်ဖြစ်သွားလိမ့်မယ်။ဒိမ်မဲ့လူတွေကြိုက်ဖြစ်သွားလိမ့်မယ်။နော်။အဲ့တော့ကိုကရခေါ်ကြတယ်ဆိုတော့ဒီစုံကတွေ့တဲ့အခါမှလာရင်ဒီကိုလူကိုပြန်ခေါ်လိမ့်မယ်။ပြီးတော့ဒါမျိုးတွေနောက်ထပ်လည်းအများကြီးကြုံရမှာဒီမော်တာပေါ်ကအဲ့တော့ဒီမှာကျွန်တော်ဆက်ရဲမှာနေတာကငကူတွေက trading area တွေဈေးပြီးသွားပါ ဘာမှူးကြောက်တက်တယ်ဓမြရန်ကြီးကြောက်တက်တယ်ဟိုတံပြီးဆွေးတာကြီးကြောက်တယ်ဒီစပီးကြီးကြောက်တယ်တမောသားဘွားမှာနော်အဲ့လိုကြီးကြောက်တက်တယ်ဆိုရင်အဲ့ဒီဘေးတွေမရှိတဲ့ဧရိယာတွေဇွေးပြီးသွားနော်အဲ့မဲ့ကျွန်တော်မြေပြုံးသလိုပဲအဲတမောသားဘွားကကုန်းဘွားဘွားတဲ့ဘစ်နည်းနည်းပုံများတယ်အဲ့ကြောင့်မလို့ အရင်ကြီးကြောက်တဲ့ရေနော်ကျွန်တော်သားဘဝနဲ့တိတ်အဆင်မပြေပါဘူးဒါပါလေအလုံးတော့ကျွန်တော်သားများနဲ့ကျွန်တော်သားမိသားစုများအားလုံးဒီရည်ဒီရည်ကိုပြည့်စုံကြပါစေဒီဒီပါရဲ့